င်္ဂလာပါလူကြီးမင်းများဒီနေ့မှာတော့ကျွန်တော်အစားအစာအာရုံကင်းခြင်းအကြောင်းကိုပြောပြပေးပါမယ်အစားအစာအာရုံကင်းခြင်းဆိုတာဘာလဲဒါကတော့လူတစ်ယောက်စားသုံးတဲ့အစားအစာကိုမူမမှန်တဲ့ကိုခံစွမ်းအားတုတ်ပြတ်မှုဖြစ်ပါတယ်ဒါကြောင့်လူတစ်ယောက်အစားအစာတစ်ခုခုကိုစားတဲ့အခါမှာကိုခန္ဓာကဒါကိုယောဂဖြစ်စေမဲ့ပိုးမော့တစ်ခုအခြေတက်မှတ်ပါတယ်ထို့ကြောင့်ဒါကိုတိုက်ခိုက်ပြီးကိုခန္ဓာကနေဖယ်ရှားဖို့ကြိုးစားပါတယ် ဒါကြောင့်ကိုခန့်ဆွမ်းအာစနစ်ကထုတ်လွတ်တဲ့ရောင်ရမ်းမှုသို့မဟုတ်ရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေကအစားအစာအယုံပြင်းခြင်းကိုဖြစ်စေတဲ့ယောဂလက္ခဏာတွေကိုဖြစ်စေမှာပါဒါကြောင့်အနည်းငယ်သာယောဂလက္ခဏာတွေဖြစ်ရင်လူနာဟာ1 byte နာခြင်းအန်ကျင်းမူဝေခြင်းအနီးစက်များခြင်းရာရန်ခြင်းဟိုတလုံးလုံးမှာအနီးစက်များခြင်းစတဲ့လက္ခဏာတွေနဲ့လာနိုင်ပါတယ်။ဒါပေမဲ့အလွန်ကင်းထန်တဲ့တုတ်ကြက်မှုဖြစ်လာရင်တော့ anaphylaxis anaphylaxis လို့ခေါ်ပြီး lunary ဟာအဆုတ်ကျခြင်းနဲ့လာနိုင်ပါတယ်။ ဒါကတော့အသက်ရှူရခက်ခဲခြင်းအောက်ဆီဂျင်အဆင့်ကျဆင်းခြင်းနှလုံးခုန်နှုန်းမြင့်တက်ခြင်းသွေးပေါင်ချိန်ကျဆင်းခြင်းနှာခမ်းဖောင်းခြင်းရှားဖောင်းခြင်းလေကြောင်းပိတ်ခြင်းတို့မဟုတ်တခါတရံတတိလစ်ခြင်းပါဒါကြောင့်လူနာတဦးဟာအရေးပေါ်ဌာနကိုဒီလိုလက္ခဏာတွေဖြစ်ပြီးလာရင်ကျွန်တော်တို့ဆရာဝန်တွေကကလင်နစ်နဲ့ခွဲခြားစစ်ဆေးပြီး pin fry ထိုးစီးတို့မဟုတ် anti histamines တို့မဟုတ် steroid တွေကိုတုံးဆွဲပါတယ် ပထမဆုံးတိုက်ခိုက်မှုကအနေငယ်သာဖြစ်လေရှိပါတယ်အကြောင်းကတော့တင်းရဲ့ကိုခန်းစွမ်းအာစနစ်ကအထူးသဖြင့်အန်တီဂျင်ကိုပေါ်ထုတ်ပြီးအဲ့ဒီအရာကိုစန့်ကျင်တဲ့အန်တီဘော်ဒီတွေထုတ်လုပ်လိုက်တာပါဒါပေမဲ့အဲ့ဒီအစားအစာကိုထက်မှဆားသုံးတဲ့အခါမှာအိုခန္ဓာကအန်တီဘော်ဒီတွေနဲ့ပြင်ဆင်ထားပြီးအဲ့ဒီအရာကိုချက်ချင်းတိုက်ခိုက်လိုက်တာကြောင့်အလွန်ကင်းထန်တဲ့တုတ်ပြန်မှုဖြစ်လာပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒီလိုတုတ်ပြန်မှုတွေကိုရှောင်ရှားဖို့အကောင်းဆုံးနည်းလမ်းကအစားအစာအထူးသဖြင့်အစားအစာမျိုးစားကိုလုံးဝရှောင်ရှားဖို့ဖြစ်ပြီးအဲ့ဒီအထက်မှာ အရေးပေါ်ဌာနကိုသွားပြီးဆရာဝန်နဲ့ကုသမှုခံနိုင်ပါတယ်။တင့်ကိုကဘဲစားစာမျိုးစားကိုတမတက်လဲဆိုတာပေါ်ထုတ်နိုင်ဖို့အကူအညီပေးနိုင်တဲ့စံတတ်မှုတွေရှိပါတယ်။အများဆုံးတမတက်မှုဖြစ်စေတဲ့အစားအစာတွေကနှုတ်၊ကြက်ဥ၊မြေပဲတို့မဟုတ်အခြားအခုံပါတိနိုင်တွေတို့မဟုတ်ပိလဲစာ၊ပိလဲစာခွန်တီတို့မဟုတ်ပဲနှုတ်ဖြစ်ပါတယ်။ဒါကြောင့်သတိထားပြီးတင့်ကိုကဘဲစားစာမျိုးစားကိုတမတက်လဲဆိုတာစစ်ဆေးပါ။ အကယ်၍အဲ့ဒီလိုဖြစ်ရင်အထူးသဖြင့်အစားအစာမျိုးအစားကိုလုံးဝရှောင်ရှားပြီးအဲ့ဒီလိုယောဂလက္ခဏာတွေဖြစ်လာရင်ကုသမှုခံပါကျေးဇူးတင်ပါတယ်